အတင်းရဲ့ဒစ်ဆာရှင်ဂိုဒမကြီးရဲ့ပင်နယ်တီတွင်းကိုးနဲ့ချန်ပီယံဖြစ်ခဲ့တဲ့ကာလာတာစတေးဒီနေ့မှာတော့ဘောလုံးလောကရဲ့လှပတဲ့စီးလုံးညီညွတ်မှုနဲ့အမတ်တရအခိုက်အတန့်တစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တူရကီစူပါလီရဲ့ချန်ပီယံကာလာတာစတေးတင်းနဲ့တူရကီကနဝင်ဂိုဒမကြီးဖာနန်ဒိုမူစလီယာတို့ရဲ့မမေ့နိုင်စရာနှုတ်ဆက်ပွဲအကြောင်းကိုဆက်လက်ကြည့်ရှုရအောင်ပါတူရကီစူပါလီရဲ့2020-2025ရာသီမှာကာလာတာစတေးတင်းရဲ့ချန်ပီယံဆုကိုအောင်မြင်စွာဆုခိုးနိုင်ခဲ့ပါတယ်အယောင်မြင်မှုအပရိသတ်တွေအတွက်ပြောရွှင်စရာအခိုက်အတန့်ဖြစ်ခဲ့တယ်လို့အတင်းရဲ့တစ်ဆက်ရှင်ဂိုဒမကြီးဖာနန်ဒိုမူစလီယာအတွက်လည်း အထူးစားဆုံးနှုတ်ဆက်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်အသက်38နှစ်အရွယ်ရှိပြီဖြစ်တဲ့ဥရုဂွေကိုယ်သမားကြီးမူဆာလီယာဟာနှစ်ပေါင်းများစွာဂါလာတာစတေးဒီယံမှာအကောင်းဆုံးဆန်းဆောင်ယူတွေပြသခဲ့ပြီးဒီရီယဂုံမှာတော့အတင်းကနေခွဲခွာတော့မှာဖြစ်ပါတယ်ဒါကြောင့်လည်းအတင်းသားတွေနဲ့ပရိသတ်တွေကသူ့ကိုအမတ်တရဂုံပြုဖို့စီစဉ်ခဲ့ကြပါတယ်ပွဲရဲ့အထူးစားဆုံးနဲ့အမတ်ရစရာအကောင်းဆုံးခိုက်တန်းကတော့ဂါလာတာစတေးဒီယံပင်နတီရရှိချိန်မှာဖြစ်ပွားခဲ့ပါတယ်ပုံမှန်အဖြစ်ပင်နတီကန်သွင်းလေးရှိတဲ့တိုက်စစ်မှုအုပ်စီမှာဟာပင်နတီကိုသူမကန်မဲ့အတင်းရဲ့ဂန်ဝင်ကိုယ်သမားကြီးမူဆာလီယာကိုပေးကန်ခဲ့တာပါအဲ့ဒီချိန်မှာအုပ်စီမှာဟာဂိုးတင်းပရင်စုအတွက်အပြိုင်ဆိုင်ဖြစ်နေပြီး သူ့အတွက်တကိုးဆိုတာရွှေရောင်ဖနက်စုကိုရရှိဖို့အတွက်အင်မတန်မှအရေးပါပါတယ်။ဒါပေမဲ့လည်းသူဟာအတင်းအတွက်အရာရာပေးဆက်တဲ့ဂိုးသမားကြီးကိုဂုံပြုတ်လိုက်တဲ့စည်ရင်းစီရင်လာကြောင်းပင်နယ်ဒီကိုပေးကန်ခဲ့တာဟာတကယ်ကိုချီချူးလေးစားစရာကောင်းတဲ့လောက်ရတစ်ခုပါပဲ။ဒါဟာဘောလုံးလောကမှာမြင်တွေ့ခဲ့ရတဲ့စိတ်တက်မြင်မှမှုနဲ့အတင်းသားချင်းလေးစားချစ်ခင်မှုကိုပြသလိုက်တာလည်းဖြစ်ပါတယ်။အတင်းသားတွေရဲ့ယုံကြည်မှုကိုခံယူရရှိခဲ့တဲ့ပါနာရိုမူဆာလီယာဟာလည်းသူ့ရဲ့အတွေ့အကြုံနဲ့တည်ငြိမ်မှုကိုပြသခဲ့ပါတယ်။သူဟာပင်နယ်ဒီကိုအေးစေးတည်ငြိမ်စွာကန်သွင်းပြီးဂိုးဖြစ်အောင်မြင်စွာပြောင်းလဲနိုင်ခဲ့ပါတယ်။ဒီကောဂလာတာစတေးတင်းကိုချန်ပီယံဆုကိုတည်ကြစေတဲ့အနိုင်ကိုလည်းဖြစ်ပါတယ်။ ကိုဝင်သွားတဲ့အချိန်မှာမူဇာလီယာဟာဝတ်တလုံးလုံးမျက်ရည်တွေဝိုင်းလာတာကိုကွင်းထဲကကစားသမားတွေရောကွင်းပြင်ကပရိသတ်တွေအားလုံးမြင်တွေ့ခဲ့ရပါတယ်။အင်ပေါင်းများစွာအတင်းတွေအကောင်းဆုံးပိတ်ဆက်ခဲ့တဲ့ဂိုးသမားကြီးတွေဒါဟာဘလော့ဒီအမတ်တရဖြစ်စေတဲ့အခိုက်အတန့်လဲဆိုတာကိုခံစားနိုင်ပါတယ်။ဒီဖြစ်ရပ်တစ်ခုလုံးဟာဂလာတာစရီအတင်းရဲ့ခိုင်မာတဲ့စီးလုံးညီညွတ်မှုနဲ့အတင်းစားချင်းချင်းလေးစားချစ်ခင်မှုကိုထင်ရှားစွာပြသလိုက်တာလည်းဖြစ်ပါတယ်။ကိုသင်းပြင်ရှိကိုရရှိဖို့အခွင့်အရေးရှိပါလျက်နဲ့အတင်းရဲ့ကန်နဝင်ဂိုးသမားကြီးကိုဂုဏ်ပြုဖို့အတွက်အိုစီမန်ရဲ့ဆွလွတ်နင်းလာခံမှုကတကယ်ကိုအတူယူကြကောင်းပါတယ်။ဒါပြင်ကွင်းထဲမှာရှိတဲ့အတင်းသားတွေအားလုံးကလည်း မူဇလီယာကိုဝိုင်းဝန်းအားပေးခဲ့ကြပြီးသူ့ရဲ့ဂိုတင်မှုကိုပြောရှင်းစွာဂုဏ်ပြုခဲ့ကြတာဟာဂျီနူးကျအကောင်းဆုံးမြင်ကွင်းတစ်ခုပါပဲဖာနန်ဒိုမူဆာလီယာဂါလာတာစီအသင်းအတွက်ဆယ်သူနှစ်တခုကျော်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးအသင်းရဲ့အောင်မြင်မှုတွေမှာရေးပါဆုံးကစားသမားတဦးအဖြစ်အမြဲတမ်းမှတ်တမ်းဝင်ခဲ့ပါတယ်သူ့ရဲ့တစ္ဆာရှိမှုအမကန်ဆွမ်းဆောင်ရည်နဲ့အသင်းကိုဦးဆောင်နိုင်မှုတွေကြောင့်သူကဂလာတာစီပရိသတ်တွေရဲ့နှလုံးသားထဲမှာထာဝရမမိနိုင်တဲ့သူရဲ့ကောင်းအဖြစ်တည်ရှိနေမှာကတော့သိကြပါဗျာ။ဒီမှာဒီနေ့တက်တဲ့အမားတို့ချက်